။ဒါတော့ကျွန်တော်မနေ့ကကျွန်တော်အစည်းအဝေးမှာကျွန်တော်ပြောပါတယ်နော်ပြောတော့ကျွန်တော်ဒီမှာခုနကဆရာအောင်ခင်းစင်ဆိုလို့ရှိရင်သူ့မှာသားလေးတယောက်ရှိပါတယ်နော်။အရှိတော့ကျွန်တော်သူ့ကိုမေးကြည့်တယ်ဆိုတော့ဟိုလွန်ခဲ့တဲ့လတွေလုံးကနော်လွန်ခဲ့တဲ့မေးကြည့်တယ်ညီလို့ညီဘွားမှာဖြစ်ရှင်ဆုံးအရာဘာလဲတော့။ဘာဘွားမှာဘာဖြစ်ရှင်ဆုံးအရာလဲဆိုတော့ရှားတဲ့နော်ကျွန်တော်ကျွန်တော်ရဲ့သားလေးကိုကျွန်တော်ရှင်ပြုတ်ပေးခြင်းတယ်။ကောင်းတယ်။နော်ကျွန်တော်အင်္ဂလိပ်ခေါ်တာ novitiation ceremony လို့ခေါ်တာပေါ့နော်။အဲ novitiation ceremony လုပ်ခြင်းနဲ့ဆရာတဲ့ โอเคအဲ့တော့ဘလောက်လောက်ကုန်ပါလဲဆိုတော့သိန်းယာကနန်းကြီးကြီးလောက်ကျွန်တော်တို့ကုန်မယ်နော်အဲ့တော့ကုန်မယ်သူ့ကိုကျွန်တော်မေးကြည့်အဲ့ဘာလို့မှားလဲဆိုတော့အဲ့တော့ရှင်ပြုတ်မယ်ရှင်ပြုတ်ဖို့တယ်ဆိုဘာလို့အောင်မလဲဒီတိုင်းကလေးကိုသွားအကြောင်းသွားအဲဖုံးကြောင်းသွားလို့ပြောလိုက်လို့ရလားမရဘူးမရပါဘူးအဲ့တော့ဘာလို့လောက်အောင်မလဲကျွန်တော်တို့သူ့ကိုဒီကလေးကိုအကြောင်းကိုကိုရင်လေးကိုဖြစ်ဖို့လားဖြစ်လာဖို့တော့ဘာလို့ကြာအောင်လဲ process စဉ်းစားကြည့်အောင်ကြောင်းအကြောင်းရင်ပို့အောင်မယ်ဖုံးကြောင်းရင်ပို့အောင်မယ် တင်ငန်းတောင်းနေတင်ရမယ်တင်ငန်းတောင်းနေတင်ရမယ်ဘာလို့အောင်မလဲနောက်တစ်ထပ်ပြီးတော့ပြွားရင်လူကျွေးပုံဟွာပေါ့နေပုံထိုင်ပုံလေးပေါ့နော်လူတွေပုံတွေတင်ရမယ်တော့လူတွေဟုတ်တယ်တင်ရမယ်လူတွေကိုမှန်တယ်လူတွေကိုကျွန်တော်တို့ဟုတ်လားကျွေးမွေးအောင်မယ်မန်တက်ကြီးစောင်းအောင်မယ်ရကြဘာလို့မလဲစိုင်းနေတီးမယ်ဟုတ်လားနော်အစင်ကြီးတွေနဲ့နော်ယရနာဘာညာပေါ့ယရနာဆွဲဆုံးစင်ကြီးနဲ့ကျွန်တော်တို့အာရှင်လောင်းလဲမယ်ဟုတ်လားဘေးသိဆရာကျွန်တော်ဘာလို့မလဲဘေးသိဆရာဒီဘေးသိဆရာဒီပိုင်းတော့ကျွန်တော်ဆဲလိမ့်မယ်နော်ကျွန်တော်အဲ့တော့ ပေးသေးဆရာတွေကျွန်တော်တို့ဘာလုပ်မလဲအမိဘမေတ္တာဘွဲ့တွေဆိုပြီးတော့ငုံမယ်ဟလာပြောကြမယ်အဆိုင်မယ်နော်အလူတွေကိုတနက်စာသမင်းတွေကျွေးမယ်ပြီးတော့ဖုံးချောင်းလည်းပို့လိုက်ရောဖုံးကြီးရဲ့စိတ်တွေညစ်ရောဟုတ်လားဘာကလေးတွေကဒီမှာငိုကြအေးကြဟာစိတ်တွေညစ်အဲ့ဒါကိုကျွန်တော်တို့ကဒါခုနကကျွန်တော်ရဲ့ညီကဘာပြောလဲဆိုတော့ဒါကိုအမွေပေးတယ်လို့သူခံယူတယ်။ဒါကျွန်တော်မြန်မာ ဒါကျွန်တော်မှားတယ်လို့မပြောဘူးเนาะကျွန်တော် why why လည်းမဆဲကြနိုင်ဘူးเนาะတော်တော်လေးတချို့တွေအတည်တယ်ကျွန်တော်ကောင်းတာနေပြောပြီးမှမကောင်းပဲကြည့်ပြီးဆဲလို့ဒါပေမဲ့ဒီမှာတော့မပါပါဘူးအဲ့တော့ဒါကိုကျွန်တော်အမွေပေးတယ်လို့ထင်တယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲเนาะကျွန်တော်ရွာမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်အဖေเนาะကျွန်တော်တို့သားတော့ကျွန်တော်တို့ဒီညီကို၃ယောက်ကိုရှင်ပြုတ်ပြီးတဲ့အချိန်မှာ finish เนาะကျွန်တော်တို့ဂျွာဘက်ကလည်းအဲ့လိုเนาะသူကတောင်းကြည့်သွားပြီ နော်ငါတို့တားတားသုံးယောက်ကိုလှူပေးပြီပြီဆိုပြီးတော့ရက်သွားတာသက်မကြိုးစားတော့ရွာထဲမှာအဲ့လိုပဲနော်အဲ့လိုအဲ့လိုကျွန်တော်တို့တွားကြတာဒါဒီကျွန်တော်နိုင်ငံရဲ့ဒီဒါကာရှာပေါ့နော်ကာရှာပေါ့ကျွန်တော်အဲ့လိုသိရတိုင်းပဲစေသားထားလို့ခေါ်တဲ့တိတ်တိတ်တိတ်တိပြီးမြောက်စေတော့နော်တိတ်တိတရားထားကဘာလို့လဲဆိုတော့ forest ကိုရှင်ဘင်းရဲ့တာဘောကနေဘာလို့လဲသွားတယ်သွားပြီးတော့မှမြင်းနဲ့သွားတယ်နောက်နောက်ကအဲသွားပြီးတော့မှတရားထိုင်တရားထုတ်တဲ့ခါမှာ ဖျားဖြစ်သွားတယ်အဲ့တော့ကိုယ့်ရဲ့သားသမီးတွေလည်းအဲ့လိုပုံစံမျိုးယူပြီးတော့ culture တစ်ခုအနေနဲ့ကျွန်တော်တို့သွားကြတာဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာမှာရောကိုယ့်ရဲ့သားသမီးမိမိတွေကိုအမွေပေးတဲ့အခါမှာဘလို့အမွေဘလို့အမွေပေးမယ်လို့ထင်တယ်ဘလို့လုပ်ကြမလဲကိုယ့်ရဲ့ okay စဉ်းစားကြဘလို့အမွေပေးမယ်လို့ထင်တယ်နော်ဟုတ်ရှယ်အမွေပေးမယ်လို့ထင်တယ်ဆရာကျွန်တော်ကတော့ကျွန်တော်ကပညာရေးလို့ထင်တယ်ဆရာပညာရေးလို့ထင်တယ်နော် software တွေဝယ်ပေးထားမယ် yes တခုတနေ့ဟိုဟိုမှာ line ပေါ်မှာတွေ့ရတော့အဲ့ဒီ company နေမှာ share ဝင်ထားပြည့်လို့ပြောရစရာ okay မဆူလန်းဆန်ပြောတာအကောင်းတယ်ကျွန်တော်တို့ company နေမှာ share ဝင်ထားပြည့်ဝင်ထားပြည့်တယ်ဟုတ်နော်အဲ့တော့ insurance လုပ်ငန်းတွေမှာတွဲခေါ်တာမျိုးပေါ့နော်လုပ်ငန်းတွေမှာအတူတူတွဲခေါ်ပြီးတော့ဟိုရဲ့ job ကိုသူတားခြင်းမြင်ဆက်ပေါ့နော်ဘာဘာလုပ်ထားရလဲဆိုတာပေးကြတာမျိုးရှိတာမှန်တာပေါ့မှန်တာပေါ့နော်ကိုတက်နိုင်ပြောရမှန်ပါတယ်ကျွန်တော်တို့လုပ်ငန်းတွေထဲမှာတွဲခေါ်တယ် ရှယ်ယာတွေဝယ်ပေးတယ်เนาะပညာတွေသင်ပေးတယ် that's right မှန်တယ်เนาะအဲ့ဒါအမှန်ဆုံးပဲအဲ့တော့တို့ကဘာလို့ကြလဲဆိုတော့တို့အသက်တွေကြီးလာတယ်တို့ကလောကမှာချမ်းသာကြွယ်ဝမှုကိုရဖို့နှစ်ခုပဲရှိတယ်တဲ့ညနှစ်ခုပဲရှိတယ်နီလန်းနှစ်ခုပဲရှိတယ်နံပါတ်1နီလန်းတွေဘာလို့ဆိုတော့တို့ကိုပိုင် equity တွေတိစောက်တာကိုပိုင် equity ဆိုတာကစီးပွားရေးလုပ်ငန်းကြီးတွေတိစောက်တာ equity ဆိုတာစီးပွားရေးမှာချမ်းသာကြွယ်ဝမှုပဲနော်ဥပမာ Elon Musk တို့ကိုကြည့် Tesla company trillion dollar နဲ့ပိုင်တဲ့ company နော်အဲ့တော့ဒါကိုကျွန်တော် equity တိဆောက်တာလို့ခေါ်တယ်နံပါတ်1လူတစ်မျိုးကတော့ဘာလို့ကြလဲဆိုတော့အဲ့ဒီသူများတိဆောက်ထားတဲ့ equity ကိုဝယ်တာနော်ဘာကြီးဒီ equity အဲ့တော့ equity ဝယ်တာဖြစ်တဲ့တော့ဥမာ Warren Buffett တို့သူလဲဘီလီယံဒေါ်လာဆိုတော့နိုင်ငံသားမှာရှိတဲ့သူတွေကဘာလို့ကြလဲဆိုတော့ okay သူတို့ရဲ့အသက်နော်သူတို့ session နှစ်ကြောင်းဘာလို့လဲအိမ်မှာနေတယ်ပြီးရင် session နှစ်ကျော်ပြီဆိုတော့ ਨੇ ဒါကျွန်တော်လူတိုင်းကိုမပြောဘူးเนาะကျွန်တော် တချို့လူတွေပဲအကုန်လုံးလည်းဖြစ်ချင်မှာဖြစ်မှာเนาะအမေရိကမှာလည်းအမေရိကမှာလည်းကျွန်တော်တို့လမ်းဘေးမှာအိတ်နေတဲ့ကောင်တွေလည်းအများကြီးပဲဟုတ်တယ်မလားအင်ဂျီယာကြီးမြဲတွေလည်းအများကြီးပဲเนาะအာဆေးကွဲနေတဲ့ကောင်တွေလည်းအများကြီးပဲเนาะကျွန်တော်တကယ်ဆိုပြောတကယ်နဲ့အမေရိကဆိုပြီးထင်ပြီးတယ်ဒီမှာလည်းလာကြည့်အောင်နဲ့ဒီမှာ homeless တွေလည်းအများကြီးပဲအဲ့တော့ပြောချင်တာဒါကျွန်တော်ပြောချင်တဲ့လူကတက်တက်เนาะအဲ့တော့တို့ကဘာလုပ်လဲအသက်တစ်ခုရလာတဲ့ခါမှာတို့40အထိအောင်เนาะအဲ့တော့40အထိအောင်ဘာလုပ်ကြလဲဆိုတော့ သူတို့သားသမီးတွေကိုပြုစုပြောထောင်တယ်။နော်လုပ်ငန်းကိုင်ငန်းကောင်းတွေရအောင်သူတို့လုပ်ကြတယ်။ပြီးရင်သူတို့သားသမီးတွေ session တွေပြည့်ပြီဆိုတော့လေထွက်။40နောက်ပိုင်းကျသူတို့ကဘာစလုပ်ကြလဲဆိုတော့သူတို့ရဲ့ retirement plan အတွက်ကိုကျွန်တော်တို့ကဥမာ Switzerland နိုင်ငံမျိုး yes yes Switzerland ချမ်းသာချမ်းသာတဲ့နိုင်ငံတွေဒါတွေပဲကျွန်တော်တို့နော်ဒါကျွန်တော်ပြောဒါ Switzerland နဲ့ Europe ပေါ့နော်ဒါကျွန်တော်တို့ European country ပေါ့ကျွန်တော်ပြောနေ United States ပေါ့အဲ့တော့40နောက်ပိုင်းကျသူတို့ဘာလုပ်ကြလဲဆိုတော့သူတို့ retirement ယူဖို့အတွက်ကို စတင်ပြင်ဆင်ကြတယ်နော်အဲ့တော့အစိုးရအနေနဲ့လည်းစဉ်းစားကြည့်လေအဲ့တော့သူတို့နိုင်ငံမှာရှိတဲ့သူတွေက financial literacy လို့ခေါ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဘာမှမသိဘူး။ဘာ financial တဲ့သူတို့ retirement plan မှမရှိဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလဲ။နောက်လူတွေကအများကြီး။နောက်ကျွန်တော်အခုဒီမှာကျွန်တော်ထိုင်းမှာကျွန်တော်စီးပွားရေးတွေလုပ်တယ်။ကျွန်တော်မှထိုင်းထိုင်းဝန်ထမ်း၄ယောက်ကျွန်တော်ခန့်ရတယ်။နော်။ထိုင်းဝန်ထမ်း၄ယောက်ခန့်ရတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ထိုင်းဝန်ထမ်းတယောက်ချင်းစီတော်ကိုကျွန်တော်တို့ကလာဆင်နော်။ SSO လို့ခေါ်တဲ့ security service တော်ပေးရတယ်။လာရင်တို့ကျွန်တော်ကုမ္ပဏီကနေပြီးတို့အစိုးရကိုသွင်းပေးရတာ။ So အဲ့ဒီဟာဘာလို့မလဲဆိုတော့အဲ့ဒီအစိုးရအဲ့ပတ်စံတွေကိုကင်ထားတာ၊ကင်ပါ။ Right ကျွန်တော်ကျွန်တော်မေးကြည့်ပါဦး။ကျွန်တော်ပြောစရာအဒီညကများတော့အဲ့ပတ်စံတွေကိုအစိုးရကဒီတိုင်းထားမယ်လို့ထင်လားတခုလုံးမယ်လို့ထင်လားဒီလူပေါင်းများစွာတန်ပေါင်းများစွာရဲ့လူတွေငွေတွေကိုကျွန်တော်ခေါ်တာ float လို့ခေါ်တယ်အင်္ဂလိပ်လို့အဲ့ float တွေတော့ဘယ်မှာထားမလဲအဲ့အဲ့အစိုးရက store ဒီတိုင်းပဲ store share တွေလောက်ထားမယ်အဲဒီ store share ဝယ်ထားမယ်ခုခုလောက်ရမှာเนาะရင်းနှီးမြှုပ်နှံမှုကျတော့ trading တွေလုပ်မယ်เนาะ trading လုပ်မယ် investment တွေလုပ်မယ်ရလာတဲ့ငွေတွေနဲ့ဘာလုပ်မလဲဆိုတော့ခုနကသတို့နိုင်ငံသားတွေเนาะအသက်ကြီးလာတော့ retire ယူတဲ့ချိန်ကျရော့အဲဆိုသတို့ပေးချရတယ်ပြီးရောเนาะအဲ့တော့ကျွန်တော်တို့ဒါဒီဘာလဲဆိုတော့သတို့နိုင်ငံသားတွေပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ခုနကပြောအမေရိကန်တွေက ီနေ့မနေ့တည်းမှာကျွန်တော်တင်ငင်ချင်းတောင်အမေရိကလမ်းဆက်တယ်ကျွန်တော် stop တင်တဲ့ဖွင့်မှာဆိုတော့လမ်းပြီးတော့ဆက်တင်ငင်ချင်းနဲ့သူရောက်သွားဘာမှမကြတူကျွန်တော်တနည်းနည်းတနည်းကျော်လောက်ပဲရှိသေးတယ်တင်ငင်နဲ့ကျေးဇူးတင်တော့ကွာရမင်း stop အကြောင်းနေပြောတော့မယ်ဆိုတော့ဟိုလေအဲတော်တော့ကျွန်တော်ခနေတယ်မင်းဘလောက်တိလို့ပြောမှာလဲဟုတ်နေငါဘလောက်မှမသိဘူးဒါပေမဲ့ငါတိထာငါပြန်ပြောမှာဆိုတော့မင်းကမင်းငါမင်းပဲလို့မင်းရောဆိုငါရက် remember ခုမှငါခုဒေါ်လာ9000ကျော်6000လောက်ပြီးပြီတဲ့ရောက်သွားတာမှတနည်းမရှိသေးဘူး stop တွေဝယ်ထားတာ9000ဒေါ်လာ9000ဘူးလောက်ဟိုဒီမြန်မာငွေ3000ကျော်လောက်တော့ ဝယ်ပြီးပြီပေါ့နော်ဆိုတော့သူလည်းမသိန်းကောင်းတယ်လုတ်ပါတယ်နော်လုတ်ပါအဲ့တော့ဒီ stock ဒီကျွန်တော်ခဏခဏပြောတယ်အမေရိကန်မှာရှိတဲ့เนาะချမ်းသာကြွယ်ဝမှုတွေကိုကျွန်တော်တို့ပိုင်ဆိုင်လို့မရဘူးလားရတာပေါ့ဟိုတုန်းကကျွန်တော်မရအခုကရပြီဟုတ်လားကျွန်တော်တော့ခုဝယ်ထားတယ်ရှိတယ်ဒါပေမဲ့ဟိုဟိုထားပါတော့ဆိုတော့နိုင်ငံတကာမှာ trillion dollar နဲ့ချီတဲ့ငွေတွေကိုကျွန်တော်တို့ရောပိုင်ဆိုင်ခွင့်မရှိဘူးလားကျွန်တော်တို့လည်းလူပဲလေဟုတ်တယ်ဟုတ် အဲ့တော့ဟိုမှာအီလွန်ဟို Netflix ကထားပါတော့ Netflix က Squid Game 2ထွက်ပြီးဆိုတာနဲ့တခါရဲ Netflix ဟာဈေးတွေတက် stock share ဈေးတွေတက်ကျွန်တော်တို့က Netflix store ဝင်ထားကျွန်တော်တို့ပတ်စံမရမတက်မတက်တင်ဘူးလားဟာ iPhone Samsung Pro Max တွေထွက်မယ်တကယ်ကောင်းတို့အဲ့ချမ်းသာကြွယ်အောင်ကျွန်တော်တို့လည်းမဆိုင်ဘူးလားဆိုင်လို့ရတာပေါ့ဟိုတော့မရအခုရတယ်ကျွန်တော်တို့နီးလန်းနေရှိတယ်နော်ဒီနေ့အဲ့ကြောင်းကလည်းကျွန်တော်ပြောမှာပေါ့နော်အဲ့တော့ပြောချင်တာကအဲ့ကင်မရာတွေပိတ်တယ်ဆိုရင်ရမ်းရတယ်ကျွန်တော်တို့ကင်မရာတွေပိတ်ရင်တော့ကျွန်တော်တို့ နည်းနည်းပဲပြောပြီးရက်ပြတာကောင်းမယ်တူနော်ဟုတ်ပါပြီနော်အဲ့တော့ကျွန်တော်တို့အာမောင်အရင်တန်တန်ပြောအောင်ပါမယ်နော်ဟောဆိုကျွန်တော်အဲ့တော့ကျွန်တော်ပြောနေတာကြီးပါလို့ဆိုတော့ဟုတ်ပြီအဲ့တော့တို့ကတို့အဲ့ဒီငွေတွေရလာပြီဆိုတော့တို့ဘာလုပ်ကြလဲဆိုတော့ investment plan ဒီ sorry ဒီ retirement plan ထားပြီးတော့မှတို့ရတဲ့ငွေတွေကို stock ထဲမှာရင်းနှီးမြှုပ်နှံတယ်တို့အစိုးရကလည်းစီစဉ်ပေးတယ် ော်တို့မှရှိတယ်ကျွန်တော်သူပြောမနေ့ကကျွန်တော်အများကြီးပဲသူတို့အမေရိကမှာသူတို့အစိုးရနေပြီအဲ့လိုပါလေဒီ plan တွေပေါ့ retirement plan တွေတော့ကိုသူတို့ဒါပေမဲ့သူ retirement plan ဒီငွေပြန်ထုတ်လို့မရသူအသက်အထားပေါ့59 60ပြည့်ပြီဆိုတော့ရော့အင်းဆိုပေးလိုက်တာဆိုသူလည်းပြောတယ်အများကြီးပဲတကယ်ဒီမှာလည်းအများကြီးရှိတယ်တဲ့မင်္ဂလာပါဗျာနော်မင်္ဂလာပါအဲ့တော့ရှိတယ်ဆိုတော့ပြောချင်တာဒီပါလဲဆိုတော့ကောင်းတယ်နော်သူပြောတာကောင်းတယ်တကယ်လို့ပါဆိုတော့အဲ့တော့အမေရိကန်နေပါလို့ကြားလဲ โอเค retirement ယူပြီးသွားပြီဆိုရင်အခုဆိုကျွန်တော်ဒီချင်းမိုင်မြို့မှာကျွန်တော်နေတယ်ဒီမှာအဖြူတွေအစေးပဲရှောက်သွားအသက်60ကျော်ပတ်ချလေတွေဘာမှမလုပ်တော့ဘူးသူရဲ့ retirement ရတဲ့ငွေဒေါ်လာ3000ဆိုလို့ရှိရင်ဘတ်9000တသိန်းဒီဒီမှာအစေးပဲသူတို့နေကြတာနော်သူတို့ရဲ့သူတို့ကကျွန်တော်ဒီလိုတတ်မှတ်လိုက်တာပေါ့နော်60မှာသူတို့တည်တယ်လို့သူတို့တတ်မှတ်တယ်အဲ့တော့သူက60ကနေ60အတွင်းကတက်နှစ်30000တော့သူတို့ဘာမှမလုပ်တော့ဘူးအဲ့အတွက်ကိုသူတို့ပြန်ပြင်ဆင်ကြတာ နော်အဲ့တော့ကျွန်တော်မြန်မာတွေကအဲလူအယုံသွားရတယ်ဘာခေါ်မလဲဘိုးဘက်ရိတ်တာသွားရတယ်ဆိုရင်ကောင်းလားမကောင်းလားမကောင်းပါဘူးမကောင်းပါဘူးနော်မကောင်းပါဘူးဒါပေမဲ့သူတို့နိုင်ငံကျတော့အဲ့ဘိုးဘက်ရိတ်တာသွားဖို့ရောကောင်းတယ်လို့ထင်တာသူတို့သူတို့ခံယူချက်ကောင်းတယ်လို့ထင်မလားမကောင်းတယ်လို့ထင်မလား